မင်္ဂလာပါရှင်။လွန်လင်းလေးမြုပ်နယ်မှာစစ်တပ်စစ်ကြောင်းကိုကရနီတော်လရင်တပ်များတိုက်ခိုက်ခဲ့ပြီးစစ်သား၁၀ဦးကျော်သေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ကရနီပြည်နယ်လွန်လင်းလေးမြုပ်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုကရနီတော်လရင်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးကျော်သေဆုံးခဲ့ပြီးလက်နက်ခဲယံတွေတင်းစီရမိခဲ့တယ်လို့ ရိနီအမျိုးသားများကာကွယ်တဲ့ကင်တက်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ9ရက်နေ့မှာလွိုင်လင်းလင်းမြုံနယ်လင်းဖုံကြီးကျေးရွာဖက်ကိုစစ်တပ်ကအင်အား60ခန့်နဲ့စစ်ကြောင်ထိုးလာတဲ့အတွေ့နရက်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်တပ်10ဦးကျော်သေဆုံးပြီးအများအပြားဒဏ်ရာရရှိကာတနက်၄လက်နဲ့ခဲယမ်းတွေတင်းစီရမိခဲ့တယ်လို့ဆိုထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘလာခုံရက်နေ့ကလည်းလင်းဖုံကြည်ကြီးရွာအနီးကိုစစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွေ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဖက်က အထိအခက်များပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့အတိပေးထားပါတယ်။ဒါအပြင်အော်တိုဘလာ6ရက်နေ့ကလည်းလွန်လီလီမြို့နယ်မှာရှိတဲ့ကြီးရွာတွေကိုစစ်တပ်ကပို့ပြသူစီပြန်လို့တို့နယ်ပူပေါင်းပြီးစစ်ကြောင်းထိုးလာခဲ့ကောင် သုံးနိုင်နေပါတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာစစ်တပ်ကပြန်လို့တို့နဲ့အတူဂရနီပြင်းတဲ့လိုက်ကောအရှိဖဲ့ချန်ဒီမော့ဆိုဖရူဆိုဘောလကေရှန်ဂရနီနဲ့ဆက်ဖဲခုံမြို့နယ်တို့ကိုစစ်မျက်နှာ၅ခုဖွင့်ပြီးစစ်ကြောင်ထိုးနေတဲ့အတွေ့တိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အတိပေးထားပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ တိုက်ပွဲနဲ့နှိကက်တဲ့ဒေတာများတွေစစ်ရေးတတိလုံခြုံရေးတတိနဲ့တွာလာနေထိုင်ကြဖို့ကင်တက်ကတိုက်တုံထားပါတယ်။အော်တိုဗလာ73ရက်နေ့ညနေ4နာရီဝန်းကျင်မှာလဲဖေခုံမြို့နယ်ခေါင်းဦးကျေးရွာအုပ်စုပေါ်ရန်ရွာအတွင်စစ်တပ်နဲ့ပြန်လို့တို့ဝင်ရောက်ပြီးနေအင်းတွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေတာခံတွေထံကသိရပါတယ်ရှင်။